ခုလိုမိုးရသည်မှာငွေဆောင်ကမ်းခြေကိုလာလေသိနေတဲ့သူရှိတယ်လာမလဲသိနေတဲ့သူရှိတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဘာဖြစ်လို့ဘလို့လူမျိုးတွေလာလေသင့်လဲဆိုတော့ကျွန်တော်တို့ငွေဆောင်ကမ်းခြေမှာရေထဲကိုမဆင်းဘူးအေးအေးဆေးဆေးလေးကျွန်တော်တို့အနားယူမယ်ဒီလိုမျိုးပင်လယ်ကမ်းခြေကြီးကိုကြည့်ပြီးတော့ပင်လယ်လှိုင်းလေးတွေကိုကြည့်မယ်အေးအေးဆေးဆေးအနားယူပျော်ပျော်ပါပါလာကျင်တယ်လူချုပ်တာမကြိုက်ဘူးဆိုတဲ့သူတွေကအခုလိုချိန်မှာအရန်လာလို့ကောင်းပါတယ် ဒါလည်းမသိတဲ့သူတွေကတော့နော်အဆွေဓာတ်ကန်ရှိတဲ့သူတွေအသေးကွဲနေတဲ့သူတွေအဲ့လိုလူတွေဆိုလို့ရှိရင်တော့ပို့ပြီးဆွေးသွားမှာဖြစ်ပါတယ်အသေးကွဲတဲ့ကျွန်တော်နှုံးကိုလည်းပို့ပြီးတော့ဒီရဲ့ဒဏ်ရာတွေကိုပို့ပြီးတော့မြင့်တက်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ပို့ပြီးတော့အသေးကွဲတာတွေကအသေးကွဲရက်ရစာတွေထက်သွားမှာဆိုလို့အဲ့လိုလူတွေကတော့ဒီလိုမိုးရသည်မှာလာလဲလို့မသိပါဘူးအဲ့လိုလူတွေလာလို့ရှိရင်ပို့ပြီးတော့အသေးတွေကကွဲပြီးလွမ်းဆွေးမှုတွေပို့ဖြစ်မှာဆိုလို့ မလာသိဘူးပေါ့နော်လာသိတဲ့လူကအေးစိစိအပန်းပြေနိုင်ွယ်ဆိုရင်တော့ဒါလည်းသိပါတယ်အဲ့ဒါလေးကိုကျွန်တော်ကြိုက်ပြပေးခြင်းဖြစ်ပါတယ်ဟိုမှာအဲငါးဆွဲနေတာကျွန်တော်သွားကြည့်လိုက်အောင်ပေါ့နော်